မြတ်တလွင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာတာတေးရေးသားထားတဲ့ကောင်မွန်မျက်နှာပေါင်းအမည်ရတဲ့ပြရလောကဇလံကောင်တစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဇလံလေးမစတင်ခင်မှာကျွန်တော်တို့ရဲ့မြတ်တလွင် channel လေးကို like and subscribe လေးတွေပါပြီးကိုတောင်းဆိုလိုက်ရပါတယ်ကျွန်တော်ကတော့အစီအစဉ်လေးဆက်သူပို့ခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ တာတေတို့အညာရွာမှာနှွေဦးပေါက်တာနဲ့မိခင်ဆောင်ကြတာဗျအရှိပိုင်းကင်းအနောက်ပိုင်းကင်းတောင်ပိုင်းကင်းမြောက်ပိုင်းကင်းဘဟုကင်းဆိုပြီးတော့ကင်းတဲတွေစောက်ထားကြရတယ်အပိုင်းကင်းတဲတွေမှာတော့တကင်းကိုနှစ်ယောက်ပဲချတာဗျဘဟုကင်းမှာတော့လူကြီးပိုင်းတွေထိုင်တယ်တညောင်လေးယောက်လောက်စောက်ရတယ်ဗျအဲအသက်60ကျော်ရင်တော့ကင်းလွတ်တယ်ဗျကင်းမစောက်ရတော့ဘူးဒီစနစ်လေးကတော့တာတေတို့ရွာရဲ့ကင်းတွဲတဲ့စနစ်ပေါ့ဗျတခြားရွာတွေမှာလည်းသူတလေးနဲ့သူရှိကြမှာပေါ့လေ နွေဆိုရင်တော့ကင်းတဲတွေမှာနေရာစောင့်နေဆိုပေမဲ့အိုက်လိုပူလိုအိမ်မရတဲ့သူတွေလည်းကင်းတဲမှာတွားထိုင်ပြီးတော့စကားပြောကြတယ်။ကင်းတဲလေးတွေကကျုပ်တို့အညာသားတွေရဲ့ဘူးတုဒရှာမီရဲ့စုရက်ကလေးတစ်ခုပဲဗျ။ရင်နွေးကိုကြွတဲ့သူကကြိုရတယ်ဗျ။မိဖို့တော့တည်တည်ကြာကြာသူ့ပြားခွေထိုးပြီးတော့ကြိုရတာဗျ။ပြီးရင်မိကျွေးမကြအောင်ညှိညာရတယ်။တချို့ရွာတွေမှာမိကင်းရဆပြီးတော့မိလောင်တဲ့တာတကားတွေလည်းရှိဘူးတာဟုတ်ဗျ။အညာဒေတာရဲ့အကြီးမားဆုံးရန်သူကမိပဲဗျ။လူခိုးရင်ကြံနိုင်လေးပဲမိခိုးရင်တော့တတ်တတ်ကိုပြောင်းတာဗျို့။ ခမားသေးတဲ့အတိုင်းကျုပ်တို့အညာမှာရေမမရှိတာမိလောင်ရင်တဲနေပတ်အိမ်ဖြတ်ချရတာဗျဒီကြားထဲလေပင်းလုံးကတော့ကြောကော်ပြီးပြေးဖို့တာပြင်တာဗျဒါမဲ့လောင်ခဲပါတယ်ကြောက်တော့ကြူးဆိုက်ကြရလေဗျာအရေးကြီးတာကတော့တတိပဲဗျတတိရှိနေတဲ့မြေပြေမရှိနိုင်ပါဘူးဗျာကိုကြီးတက်တယ်ညကျရင်ကင်းတဲ့ဘက်လေးပါလေရှောက်ခဲ့ပါအောင်ဗျစကားလေးပါလေပြောကြရတာပေါ့ကြောက်ခဲဗျနှဲမောင်းမိပြန်လာတာဘယ်ရလာတာမှန်းတော့မသိဘူး ဝိုင်းရှိကနေလဲမောင်ရင်អော်ပြောသွားတာဗျ။အေးအေးလာခဲ့မယ်ဟေးကြောက်ခဲ့။ကျုပ်ကပြန်ပြောလိုက်တော့ဒီကောင်လဲဆက်မောင်းသွားတယ်။ဟဲ့တာတီကြောက်ခဲ့ရဘယ်ကပြန်လာတာတော့လဲကြီးမောင်းလို့။အမေကကျုပ်ကိုလမ်းပြောတာဗျ။မသိဘူးအမေကကျုပ်ထင်တော့ဒီကောင်နေသားဖမျိုးတက်ပြီးတော့နှမ်းသွားရောက်လာတယ်နဲ။မြုပ်ပွဲရုံကဈေးနဲ့ဒီစင်းဝယ်တဲ့ဈေးကအခုရမှနည်းနည်းကွာနေတယ်ပြောကြတယ်။ဟေးဟုတ်လားဟုတ်ချင်ဟုတ်မှဒါတည်းရဲ့ တို့ရောနန်းနေပဲတွေစင်းဝယ်တဲ့ပွဲစားငထုံးကလောဘတိတ်ကြီးရဲ့လို့ run ပြောကြတယ်။ဒီလိုမျိုးဈေးကိုခွာဝယ်အလေးတင်းတောင်းမမမကန်ချင်ယူလို့လို့ကတော့ဘယ်မှာရေရှည်ခံရမှာတော့ဟဲ့။ငါတို့ရွာတွေကမြို့နဲ့အလန်းဝေးတာမှမဟုတ်တာ။မြို့တက်ပြီးရောင်းလိုက်မှာဗောဟဲ့။အမေပြောတာဟုတ်တာဗော။ပွဲစားစိတ်တက်မကောင်းရင်ရေရှည်လှူစားလို့မရတော့ပါဘူးဗျာ။အေးလေအရင်တို့ရွာမှာပဲလလာဝယ်နေတဲ့စိန်တောင်းဆိုတဲ့ကောင်ဘယ်မှာလာလို့ရတော့လို့တော့။လူတွေကသူ့ဆိုရင်ဘယ်သူမှမရောင်းတော့တာ။ လာမင်းရင်လည်းမရောက်သေးပါဘူးလို့ကြီးပြောလို့ကြတာဟာညာ၈နိုင်လောက်ရောက်တော့ရွာလေပိုင်းကင်းတဲ့ကိုကြောက်ရောက်ခဲ့တယ်။ကြောက်ခဲရောတန်မဏိရောမြန်ဖြူရောတိုးလာရောအောင်းသိန်းရောဗျ။ဟာတတ်ဒီလားกว่าတငယ်ချင်းအောင်းသိန်းကကြုတ်ကိုကင်းတဲ့ဘဝကနေလှမ်းခေါ်ရဲဗျ။ဒီညကဘသူကင်းတော့ငါနဲ့တိုးလာအလဲလေကွာ။ကြုတ်တို့ရွာကင်းတဲ့တွေကခြေတန်းရှည်တွေဗျ။လေကားနဲ့တက်ရတာ။ကိုကြီးတတ်ဒီလားဗျဒီဘက်ကိုကြောက်ခဲရကြုတ်ကိုထိုင်မှုနေရပေးတယ်။ သူကဖျားချမ်းခင်းထားတဲ့အပေါ်မှာဝင်ထိုင်လိုက်ပြီးတော့အင်ကြီးထောင်တွေကငကားစေးဘောလေးလေးထုတ်ပြီးတော့မြင်းကြီးလိုက်တယ်။စေးဘောလေးလေးနှစ်ဖွာသုံးဖွာလောက်ဖွာယုံရှိသေးဗျာ။ဟေးဒီညဘသူအဲ့တော့ကွာ။ဟာဒါဦးချက်ကြီးပဲ။ကြောက်ခဲကပြောလိုက်တာဗျ။ဒါနဲ့တိုးလာပြောလိုက်တယ်။လေးလေးချက်ကြီးကြောက်နဲ့အောင်တဲ့အတွဲဗျ။အေးကြောက်ကဘသူလုံးကွာ။တိုးလာလေတိုးလာ။အော်အေးအေးနုံနုံကြကြစောင့်ကြနော်။နှစ်ယောက်စလုံးအိတ်မနေနဲ့ တယောက်တလဲစီအိတ်ကြလေးလေးချက်ချီတက်ခဲအောင်လေဗျာစကားလေးပါလေပြောရအောင်ဟာဒါဘသူတော့ဟာတတေးလာဟုတ်တယ်လေလေးလေးချက်ချီကတက်ခဲလေဟာဒါတေးပါရောက်နေတော့တက်ခဲရမှာပေါ့ကွာဒါတေးရဲ့အတွေ့အကြုံတွေကိုနားမထောင်ရတာကြာပေါ့ပြောပြောဆိုဆိုနဲ့လေးလေးချက်ချီကကင်းတယ်ပေါ့တက်လာရောဗျို့ဟာလေးလေးချက်ကြီးကတော့ဗျာလူမရောက်ခင်တည်းကအနံ့အကျိုးရောက်နေပြီတူလာလေးလေးချက်ကြီးကိုနောက်လိုက်တာဗျာ က်ကောင်တွေကဘာနဲ့တော့ဟာဘာနဲ့ရမှာတော့ထရင်နဲ့နေဗျာညနေတော့ဟာပြည်သိမ်းလာကလို့ထတော်ပါသွားတာကွာဟိုရောက်တော့နှစ်ယောက်သားစကားတပြော့ပြော့နဲ့ချလိုက်ကြတာမိုးကိုချုပ်ရောရေဘယ်ပြည်သိမ်းတော့လီလီရဲ့အောင်းသိမ်းရမေးလိုက်တာဗျဟုတ်တော့ဟုတ်တယ်ဗျကျုပ်တို့ထဏောင်းကုန်းမှာပြည်သိမ်းနှစ်ယောက်ရှိရလေဗျာဦးမြတင်သားပြည်သိမ်းနဲ့အနောက်ပိုင်းကကိုပြည်သိမ်းလေအနောက်ပိုင်းကကိုပြည်သိမ်းရအကြွားတိတ်တန်တာဗျဒါကြောင့်သူ့ကိုကျုပ်တို့ရွာသားတွေက ဒေကြွားပြည်သိမ်းလို့ခေါ်တယ်။တတ်ဒီမင်းတို့ပြည်သိမ်းရလွတ်ကြီးမွန်တာကသူ့အကိုကြော်သိမ်းတစေကြိုက်ခံရတော့ကအနာကြီးဖြစ်နေတာဘာပဲလုပ်လို့မပြောက်ဆိုပဲအဲ့ဒါတတ်ဒီလှုပ်ပြီးလို့ပျောက်သွားတာဗျာဆိုပြီးမကြမကြပြောတာကသူ့အကိုကြော်သိမ်းရလည်းသဘောကောင်းပါတယ်ကွာအေးသူ့ဖေဘိုးမြတင်ကတော့လူရှင်တော်စကားနဲ့ပြောရရင်တော်တော်လေးဖိန်ကောင်းစတားတာပေါ့ကြောက်ခဲတော့တံမဏီတို့ကလေးလေးချက်ချီပြောတာကိုရေကြရောပြု လေးမြတယ်ရလေဗျာဘိုးမြတယ်ဖင်ကောင်းစတားတာလေကောင်းရှိလို့နေမှာဗောဗျာကျောက်ကဝင်ပြီးနောက်လိုက်တာပြုတ်ကျောက်ခဲတော့အုပ်စုကလည်းရည်ကြပြန်ရောဗျာကင်းတယ်လေးကအခုမှအသက်ဝင်လာတာဗောဗျာဟာကိုကြီးတရတော်တော်ရှူတာပဲဗျာကိုကျော်သိန်းကြီးတစီကက်ခံရတော့တခါမှပြောမပြဘူးတန်မဏိကပြောတာပြုတ်အင်မတန်စကားနဲ့တဲ့ကောင်ကပြောတာဗျာဟာတန်မဏိကလည်းသူတို့တွေကလူချမ်းသာတွေကွာဒီအကြောင်းကဘယ်သူမှမသိစေချင်လို့ငါကမပြောဘဲထားရတာပါ ိုအိကြတရားသာအုပ်ထားတာသူညီပြည်သိန်းကြီးရတော့လေးလေးချက်ချီကိုပြောလိုက်သေးတယ်လေကြောက်ခဲရလေကျုပ်ကိုစကနာထိုးတာဗျဟာကြောက်ခဲရကိုပြည်သိန်းပြောတာကိစ္စမရှိဘူးလေကွာငါပြောလို့ဒီတရင်ပွားသွားရဆိုရင်ဘယ်ကောင်းမှာတော့နှုတ်နေပါဦးလေးလေးချက်ချီရဲ့အဲ့ဒီကိုကျော်သိန်းကြီးရောနေထိုင်ကောင်းရဲ့လားအကျုပ်နဲ့မဆုံတာကြာပေါ့အမလေးတတရကောင်းလိုက်တာမှဝါဖီးနေတာပဲအေးပြောရအောင်မယ်ကျော်သိန်းရအစတော့ပိန်ညောင်ညောင်လေးမလား တစီကြိုက်ခံရပြီးမှာဝါဖိလာတာဟေးတစီကအားသေးထိုးပေးလိုက်တာလားမသိရလေးလေးချက်ကြီးရဲ့ကြောက်ခဲတော့အုပ်စုကရည်ကြပြန်ရောပြောကြောက်ကိုမဖဲဝါပြောတာတော့ကြောက်တလားချောင်းကအဲ့ဒီတစီကတဘောတော်တော်ကောင်းတာလေဗျကိုကျော်သိန်းကစပြီးရံမှုလို့ဟိုကကိုက်လိုက်တာဆိုပဲဟေးဟုတ်လားတတ်တီကျော်သိန်းကတစီကိုဘာသားလောက်လိုက်လို့တော့လေးလေးချက်ကြီးကမျက်လုံးပြိုးပြီးတော့ကြောက်ကိုမေးတာပြောကြောက်လည်းဘလို့မှရှောင်လို့မရတော့ပြောရတော့တာပေါ့ဗျာ ဒီလိုဗျဘိုးမြတင်တို့အိမ်မှာမြင်းကြီးနှစ်ကောင်ရှိတယ်မလားအုံးခွန်ယောင်ကြီးရဲ့နာမည်ကတိန်ညိုတယ်ဗျကိုကျော်သိန်းကသူ့အဖေခိုင်းလို့တိန်ညိုကြီးကိုစီးပြီးတော့ဂုံးတောင်ဘက်မှာအကျွေးတောက်တောက်လာတယ်ဗျအဲ့ဒီကြောက်တလားချောင်းကတစ်စီကလည်းလွတ်မြင်းစီးချင်တာဗျညနေဆောင်မှာကိုကျော်သိန်းကကြောက်တလားချောင်းကိုတိန်ညိုကြီးနဲ့ဖြတ်ကူတော့တစ်စီကမြင်းပေါ်ခုံတက်ပြီးတော့ကိုကျော်သိန်းနောက်ကစီးရတယ်ဗျသူလှည့်ကြည့်တော့တစ်စီကသူ့ကိုတွားအကျဲသားနဲ့ရေပြလာတယ်ဗျတစ်စီကပစိုးတူတူနဲ့ဆိုပဲတကူလုံးမဲနေနေတာတဲ့ ဲ့ဒီမှာကိုကျော်သိန်းရဒေါသဖြစ်သွားပြီးတော့ရုပ်ကွာဆက်ဖြီးဖြီးနဲ့ဆိုပြီးတော့တဆေကိုတဒောင်နဲ့တွတ်ချတဲ့ရေပြိုအမှတဆေကပြုံးမကြပဲနဲ့သူ့လမောင်းကိုကြိုက်လိုက်ရောတယ်ဗျာတဆေကြိုက်တဲ့နေရာကနေအနာကြီးဖြစ်လာပြီးတော့ဟိုဆေးဒီဆေးတွေနဲ့ကုမျိုးဝဆရာဝန်နဲ့ကုဘာလို့လုံးဝမရပဲနဲ့လက်ကြီးကရောင်ကိုင်းပြီးတော့ကြိုက်လို့អော်နေရတာဗျို့နောက်ဆုံးကြောက်စီရောက်လာရောမင်းကိုဘယ်သူလာခေါ်တာရောဘုံမြတယ်လားတူလာကြောက်ကိုမေးတာဗျကြောက်ကကောင်းခါပြလိုက်ပြီးတော့မဟုတ်ဘူးတူလာရကိုပြည်သိန်းကြီးလာခေါ်တာ ။အော်ဒီတော့မင်းကဘာလုပ်ပေးလိုက်တော့။အောင်တဲ့ရဝင်မေးပြန်ရောပြော။ဒီအကြောင်းကိုဒီကောင်းနဲ့ခုမှသိကြရလေဗျာ။ငါကတော့ဘာလုပ်ပေးတယ်မှာတော့အောင်တဲ့ရမဖဲဝါကိုမေးကြည့်ရတာပေါ့။မဖဲဝါတဆေကြိုက်တာပေါ့တေးသေးထင်လို့လား။ကြာရင်လက်ပါဖျက်ရလိမ့်မယ်။ကြောက်တလားချောင်းကကြိုက်လိုက်တဲ့တဆေစီကိုတွားပြီးတော့ကြော်တဲ့အစနင်းတောင်းမှန်ပေးလိုက်တာဒီ။ပြီးတော့တဆေကျင်းအောင် ထမင်းနဲ့အမဲသားရင်ကျွေးလိုက်သူဆေးပေးလိုက်လိမ့်မယ်အဲ့ဒီဆေးကိုလဲရင်ပြောက်မယ်ဆိုလို့ကြောက်အားလုံးလိုက်လို့ပေးရတာပေါ့လေးလေးချက်ချက်ရဲ့ ီတော့လေးလေးချက်ကြီးကကျုပ်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်ပြီးမေးပြန်ရောဗျနေပါဦးတာတေးရမင်းကတဆေကိုဘယ်နေရာမှာခေါ်တွေ့ရအောင်ဟာလေးလေးကလည်းကျုပ်ကတဆေကိုခေါ်တွေ့လို့ဘယ်ရမှာတော့ဗျဘိုးမြတင်ရဲ့မြင်းကြီးတိန်ညိုစီးသွားပြီးတော့ကိုကြီးကျော်တိန်လောက်တလို့ကြောက်တလားချောင်းကိုမြင်းနဲ့ဖြတ်ကူးရတာဗောဗျကိုကြီးကျော်တိန်ကူးတဲ့နေရာကိုမေးသွားပြီးတော့သူကူးတဲ့အချိန်မှာပဲသူကူးတဲ့နေရာကူးရတာဗောဗျဒီတော့တဆေကလာရောလားလေးလေးချက်ကြီးကိုယ်တိုင်စိတ်ဝင်စားနေမေးနေတာပြော မြင်းမော်ခုန်တက်ပြီးကျုံနောက်ကနေစီးတော့တာပေါ့ဗျာကျုပ်လှဲ့ကြည့်လိုက်တော့ပစိုးတူတူကြီးဝင်လို့ဗျတကူလုံးမဲနဲ့နေပြီးတော့တွားကျဲတာနဲ့ကျုပ်ကိုရဲပြနေတယ်လေဗျာဒီမှာနေကျုပ်ကသူ့ကိုကိုကျော်သိန်းအကြောင်းပြောပြပြီးတော့ကိုကျော်သိန်းကိုစားတောင်းပန်ရတာပေါ့ဗျာပြီးတော့သူစားဖို့အမဲသားဟင်းနဲ့ထမင်းယူလာတဲ့အကြောင်းပြောပြီးတော့အနာလေးမို့စေးတောင်းရတာပေါ့ဗျာတစီရစေးသိမ့်မပေးခြင်းဘူးဗျကျုပ်ကမဖဲဝါလွတ်လိုက်တာလို့ပြောလိုက်တော့မှတစီရကောင်းငြိမ်ပြီးတော့စေးသွားယူပေးတာဗျသူထမင်းစားနေတော့ကျုပ်လည်းတိန်ညိုကြီးနဲ့ရွာရောက်လက်ခဲ့ရတာပေါ့လေးလေးရာ နေပါအောင်กว่าတတရတစရာဘာစေးများပေးလိုက်တာတော့กว่าကြောက်အိုးဘုတ်ကလေးတွေဗျအထဲမှာလှုပ်ကြည့်ရင်အရေတွေရှိတယ်အိမ်ရောက်တော့အဲ့ဒီကြောက်အိုးဘုတ်တွေထဲကရေကိုခဲရခဲစစ်ထုတ်ယူပြီးတော့ကြက်တောင်လေးနဲ့ကိုကြီးကြော်တဲ့အနာကိုလိမ့်ပေးလိုက်ရတယ်ဒီလိုညဘက်မှာကြုတ်လိမ့်ပေးခဲ့တာမနှက်ဆိုရင်ပဲကိုကြီးကြော်တဲ့ကြုတ်အိမ်ကိုရောက်လာတာဗျသူ့လက်ကလုံးဝကောင်းသွားပြီဟာတဲဟုတ်ပါလားသူ့စေးနဲ့သူတော့ဟုတ်သားလားဟာကြုတ်ပြောတာအားလုံးကစိတ်ဝင်စားနေနားထောင်နေကြတာဗျို့ နေုံကတာတရအဲ့ဒီကြောက်အိုးဘုတ်လေးတွေကိုတစ်စီးရဗမာသွားယူလာတော့ကွာလေးလေးချက်ကြီးကကြောက်ကိုမေးပြန်ရောဗျကြောက်တလား6ဆက်ကတော်တဲ့ကိုဝင်သွားတာပဲလေးလေးကဗမာသွားယူရတော့ကြောက်လည်းမသိဘူးဗျကြောက်ကငကားစိပေါလေးလေးကိုမိညိပြီးတော့ဖွာတယ်အဲ့ချောင်ထဲမှာပါလာတဲ့တလေးကိုလေးလေးချက်ကြီးကိုပေးလိုက်တယ်လေးလေးချက်ကြီးလည်းစိတ်လေးဖွာရင်တွေးနေတယ်ကြံတဲ့ကောင်တွေကလည်းငြိမ်ပြီးတွေးနေပုံပဲဗျအော်ကြော်သိန်းကြော်သိန်း တဆေကိုတထောင်နဲ့မြင်းမော်ဝါနဲ့တွတ်ချတယ်ဆိုပဲတော်သေးတာပေါ့တဆေကကြိုက်အောင်ကြိုက်သွားလို့ကုတ်တာချိုးပြခဲ့ရင်တော့မလွယ်ဘူးဟေဟာဘာသာနုံးဟဲတန်ချောင်းခောက်တဲ့အတန်မလားလေးလေးချက်ကြီးကအလန့်နေကြပြောလိုက်တာဗျမိမြလောင်သလားဒါဘယ်ကင်းကခောက်တာတုံးတောင်ပိုင်းကင်းကခောက်တာလေးလေးတိုးလာပြောလိုက်တယ်ကြည့်ကြစမ်းဟေးမိကိုးတွေမိရောက်နေမြင်းညတလားဘာမှတော့မမြင်ဘူးလေးလေးရဲ့ ဟောအရှိပိုင်းတွေရောအနောက်ပိုင်းတွေရောမြောက်ပိုင်းတွေရောပါတန်ချောင်းတွေခောက်ကုန်ပြီဟမင်းတို့လည်းခောက်တော့လေကျောက်ကဒိုးလာကိုတန်ချောင်းခောက်ခိုင်းလိုက်တယ်ဒိုးလာလည်းတန်ချောင်းခောက်ပြန်ပြီပြိုတရွာလုံးတန်ချောင်းခောက်တန်တွေကညံကုန်ကြပြီပေါ့ဗျာလူတွေလည်းလမ်းပေါ်ထွက်လာကြတယ်ဟေးဘာဖြစ်တာတုံးမီးလောက်လားလားမသိသေးဘူးပါထွေရတောင်ပိုင်းကစားခောက်တာမိခိုးတွေပါတွေတော့မတွေ့ရဘူးဗျကြောက်ခဲရဲ့တန်မဏိရဲ့မြက်ပြူးရဲ့ကတော့ကင်းတဲ့ဘဝနဲ့ပြေးဆင်းလာပြီးတော့တောင်ပိုင်းကိုပြေးသွားတယ် လေးလေးချက်ကြီးနဲ့ကြောက်လေတွားတော့တာပေါ့ဗျာကျုပ်တို့ရောက်တော့တောင်ပိုင်းကင်းမှာလူတော်တော်များနေပြီဗျာဟေးဘာဖြစ်ကြရလဲစိန်ကောင်းကိုကန္တာအော်ကျဲအော်ကျဲနဲ့မင်းနေတာဗျအယူးမှာဗျသပင်ဖားလျားကြီးချလို့ကိုတုံးလုံးနဲ့ဗျမျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ပြီးရက်နေတာတဟီးနဲ့ရေတံကြားလို့အောင်ဘူးနဲ့ငတိုးကဓာမီနဲ့ထိုးကြည့်ကြတာဒီညဒီကင်းမှာကြတာအောင်ဘူးနဲ့ငတိုးလားကိုကန္တာကခက်ချက်ချက်မေးလိုက်တယ်သူကစိန်ကောင်းလေဗျတာဝန်ရှိရပါ့ ်ဟုတ်တယ်ကိုကန်သာကျောင်းနဲ့ငါတို့ကြတာအောင်မူကကိုကန်သာကိုပြန်ပြောလိုက်တယ်မင်းတို့ဒမ်မီနဲ့တေးသေးချာချာထိုးကြည့်လိုက်ရလားကြည့်လိုက်တယ်ဗျအယူမအောင်ပါကိုတုံးလုံးနဲ့ဗျဒါဆိုရင်အနောက်ပိုင်းကအကြီးမဲ့တဲ့ဒမ်မီအယူမထွေးကြည့်ဖြစ်မှာပေါ့လေးလေးချက်ကြီးကလမ်းပြောလိုက်တာဗျအာမဟုတ်ဘူးလေးလေးချက်ကြီးရဲ့မထွေးကြည့်ရဝဝကြီးပဲဟာအခုနကတွေ့လိုက်တဲ့ယူမအကုန်လုံးကိုပေါက်ကတော်တော်လှတာဗျမျက်နှာတော့မမြင်ရဘူးလက်ဝါးနှစ်ဖက်နဲ့အုပ်ထားတာ ဇပင်ဖားလျားကြီးဟာဒူကောင်းလောက်ကိုအောက်နေတာဗျနေပါအောင်အောင်ဘူးရဲ့အဲ့ဒီယူမဘယ်ရောက်သွားတော့ကျုပ်ကလည်းမနေနိုင်တော့ပဲဝင်မေးလိုက်တာဗျို့တတိလားငါတို့ကြည့်နေတော့ကတဖြည်းဖြည်းနဲ့ငါတို့စီကိုကတ်လာတာဒါနဲ့ငါတို့ကတန်ချောင်းထားခောက်လိုက်တာဟေးတန်ချောင်းခောက်တန်လဲကြာရောနောက်ပြန်လှည့်ပြီးတော့ပြေးတော့တာပဲဟေးဒါမဲ့သူပြေးပုံကတမျိုးပဲကွာလက်ကနေလက်ကနေညွှေ့သွားတာဟေးဘလို့ကအောင်ဘူးရဲ့ဘလို့ပြေးတာတော့ ။အော်တနေရာနေတနေရာကိုလှစ်ကနေလှစ်ကနေရောက်သွားတာကွာ။ခြေထောက်နဲ့လျှောက်သွားသလိုမဟုတ်ဘူး။ဟာဒါဆိုရင်တော့ဒီနှကောင်ကသေချောက်ခါလာပါကွာ။စိန်ကောင်းကုကန္တာရေပြီးတော့ပြောလိုက်ရောပြော။အေးဖြစ်နိုင်တယ်ကွာ။လေးလေးချက်ကြီးရောတခြားသူတွေရောတယောက်တစ်ပေါက်နဲ့ဝိုင်းပြောပြီးတော့ပြန်လာကြတယ်။ကဲတခြားကင်းတွေလည်းပြောလိုက်ကြကွာ။တရဲမလာချောင်းရင်လေးကွာနဲ့သာပြစ်လို့လို့တန်ချောင်းခောက်မနေနဲ့လို့။စိန်ကောင်းကုကန္တာကလည်းအော်ကျော်အော်ကျော်ပြောပြီးတော့ထွက်သွားတယ်။ လူရှင်းသွားတော့မှအောင်ဘူးနိုင်ငံတော်ကကြောက်နာအောင်ရောက်လာပြီးတော့ဖျောင်တက်တယ်ဒီလူကြီးတွေပြောနေတာမဟုတ်ဘူးကငါနိုင်ငံတော်ကတည်တည်ချေချာအောင်မြင်လဲရတာလူမလူအစေးကခြေရီလက်တွေဆိုတာဖွေးဆွနေတာငါမင်းကိုရှင်းရှင်းပြောမယ်ကွာစောစောကလူတွေများလို့ငါမပြောတာအယူမငါတို့နာကိုကတ်လာတာစကားပြောပြီးတော့ကတ်လာတာကွာအေးဟုတ်လား तू ကဘာပြောတော့ကိုကိုကြီးနမ်းမောင်းကိုမှတ်မိသေးလား နမ်းမောင်ချစ်သေးရဲ့လားနမ်းမောင်လှလာလို့ပြောပြီးတော့ကတ်လာတာကွာတတရဟာဟုတ်လားမင်းတို့နှစ်ယောက်လုံးကတေချာကြားတာပါလားဟာကြားပါတယ်ဆိုမှတတရငတို့ကလည်းဝင်ပြောတယ်ဗျဒါဆိုရင်တော့တရေပဲဟုတ်မှာတော့အောင်မှုရဲ့အေးအဲ့ဒါကြောင့်မလို့ငါတို့ပြောနေတာပေါ့ကွာပြောတဲ့အတန်မှာချိုးပြီးတော့ကြည်လင်နေတာကွာအေးပြီးတော့ပြောရအောင်မယ်ဒီကောင်ငတို့ကတန်ချောင်းထခောက်တော့အနောက်ဘက်ကိုလှည့်ပြေးတာကိုလုံးကတော်တော်လှလာကွာ ဘယ်ကအကြီးမဲ့တဲ့တမီဟုတ်ရမှာလဲကွာကိုလုံးလေးကတကယ်ကိုဘပူးထူထားတဲ့ဘပူးရုပ်လေးလိုပဲကွာအကြီးမဲ့တဲ့တမီအယူမထွေးကြည့်ရဝတ်တုတ်ကြီးဥစ္စာငါတို့ကမသိပဲနေမလားကွာဒါကိုလူကြီးတွေကတရေချောက်တာပါဆိုပြီးတော့ပေါ့ပေါ့လေးပြောသွားတာကွာလူကြီးတွေကတော့ဒီတိုင်းမှာပဲကွာသူတို့မှာဘူးသူဒ်ကလည်းနဲရှာကြတာကိုအောင်မှုရဲ့ဒါမဲ့မင်းပြောသလိုဆိုရင်စောင့်ကြည့်ရတော့မှာပဲကွာနေပါအောင်အောင်မှုရဲ့အဲ့ဒီယူမကဘယ်ဘက်ကိုထွက်ပြေးသွားတာတုန်းကွာဟာဘယ်ဘက်ကိုမှမပြေးဘူးကွာ ဟိုမကြီးပင်ကြီးနောက်ဘက်ကိုဝင်ပြီးတော့ပျောက်သွားတာကွာပြန်ထွက်လာတာမတွေ့တော့ဘူးငါနဲ့ငတိုးနဲ့အဲ့ဒီမကြီးပင်နောက်ကိုသွားကြည့်ကြသေးတယ်ဘာမှမတွေ့တော့ဘူးတာတေးကကျုပ်ကအောင်ဖို့ကိုခေါင်းငိမ့်ပြလိုက်ပြီးတော့မေးတယ်အဲ့ဒီအယူမှာသူ့ကိုယ်သူနမ်းမုံလို့ပြောတယ်နော်ဟုတ်လားအောင်ဖို့အေးဟုတ်တယ်တာတေးအောင်ဖို့လည်းမဟုတ်ငါလဲကြတာပဲကွာငတိုးကလည်းဝင်ပြောတယ်ကဲတကယ်ချင်းတော့ငါပြန်မယ်ဘာလဲဆိုတာသိအောင်တော့ခဏစောင့်ကြည့်ကြသေးတာပေါ့ကွာ ကျောက်ကအောင်ဘူးနဲ့ငတိုးနှုတ်ဆက်ပြီးတော့အိမ်ပြန်လာခဲ့တယ်။တိုးလာတော့အောင်သိန်းတို့စီကိုမဝင်တော့ဘူး။အောင်ဘူးနဲ့ငတိုးပြောတာတော်တော်ထူးဆန်းတာဗျ။မနက်အိယာနိုးတော့မနေ့ကကြံတဲ့ဝတ်သားဟင်းနဲ့ကျောက်ကထမင်းညာစားလိုက်တယ်။ပြီးတော့ခုံတန်းလေးမှာထိုင်ပြီးတော့ရင်းနှီးချံတောက်နေလိုက်တယ်။ကိုကြီးတက်တီနိုးပြီလား။ကျောက်ဝိုင်းနဲ့ကိုလမ်းကြည့်လိုက်တော့ကျောက်ခဲဗျ။ဟိတ်အောင်ကျောက်ခဲလာလေ။ကျောက်ခဲကအိမ်ပေါ်တက်လာတယ်။ဒီကောင်ကကျောက်ဘေးမှာငင်းငင်းလေးထိုင်နေ။ကျောက်ခဲ တခုခုတော့ထူးတယ်ထင်တယ်ဟုတ်တယ်ဗျကိုကြီးတတရဒီမနေ့ရောက်မှရွာထဲမှာတည်င်းနေထွက်လာတာညာအရှိပိုင်းကင်းဝင်ရောအနောက်ပိုင်းကင်းဝင်ရောမြောက်ပိုင်းကင်းဝင်ရောကိုအောင်မှုတော့ပြောတယ်အယူမှလာနေတယ်ဗျအေးဟုတ်လားဒါဆိုရင်ဒီအယူမှတညာလုံးရွာထဲမှာရှောက်သွားနေတာပေါ့ဟုတ်တယ်ဗျပြီးတော့သူတို့ပြောတဲ့အထက်မှာထူးဆန်းတာတခုပါနေတယ်ဗျအေးဘာထူးဆန်းတာတော့ကြောက်ခဲ့ရအဲ့ဒီအယူမှတစ်ပင်ဖြစ်ဖြစ်တိုင်ဖြစ်ဖြစ် ွဲသွားရင်ပျောက်သွားရောတယ်ဗျ။ဟာထူးစားလိုက်လားကြောက်ခဲရ။မင်းကဒီတိုင်းကြားခဲ့ရလား။ဟုတ်တယ်ကိုကြီးတည်း။ဒီเจ้าရွာထဲမှာဝိုင်းပြောနေကြတာဗျ။ဒီညရွာလေကင်းထဲမှာငါကင်းအလဲကြတယ်ကွာကြောက်ခဲရ။ညကြရင်ငါတေးသေးချာစောင့်ကြည့်ပါမယ်ကွာ။ဟာကိုကြီးတည်းကင်းအလဲလား။ဒါဆိုရင်ကြုတ်လာခဲ့မယ်။ကိုကြီးတည်းနဲ့ညလုံးနေမယ်။ဟာကြောက်ခဲရ။မင်းအိမ်ကလူကြီးတွေစိတ်ပူနေမှာပေါ့။ခဏတစ်ဖြုတ်ပဲနေပြီးတော့ပြန်มาကွာ။ ကိုကြီးတရဘသူနဲ့ကင်းတွဲတာတော့ကိုအောင်တင်းနဲ့ငါနဲ့ကွကိုအောင်တင်းဆိုတာကိုတွေ့မဖဲဝါစာအုပ်ထဲမှာပါတဲ့ဖဲသမားကိုအောင်ချစ်ရဲ့ညီလေဗျာရပါတယ်ဗျာကျောက်အိမ်ကိုအချိုးချောင်းပြောပြီးတော့လာခဲ့မယ်ကိုကြီးတတင်းနဲ့ဆိုရင်ကျောက်အိမ်ကစိတ်ချပြီးသားပါဗျာကျောက်ခဲတို့ကတော့ပြောတဲ့အတိုင်းပဲပြောကျောက်ကင်းနဲ့ရောက်ပြီးတော့ခဏကြာတော့ရောက်လာတာပဲဗျကိုအောင်တင်းကြီးလည်းရောက်လာတယ်တတေးတို့ရွာထဲမှာလည်းအထူးဆန်းတွေကြီးပဲဖြစ်နေတော့တာပဲကွငါတရေကြောက်တတ်တယ်ကွာ မင်းနဲ့ကင်းတွဲမို့တာမင်းကိုအားကိုးပြီးလာရတာစိတ်ထဲကတော့ခက်ကြောက်ကြောက်ပဲကွာကိုအောင်တိတ်ကတည်ရဲကြောက်တယ်ဆိုတာဟုတ်မယ်ဗျကင်းတဲရောက်ကြတဲ့ကကုတ်ကုတ်ကလေးထိုင်နေတာလှုပ်တော့မလှုပ်ဘူးကြုံနဲ့ကြောက်ခဲရတော့တမ်းမီးနဲ့ဟိုထိုးဒီထိုးလုံနေကြတာသူကတော့ငြိမ်ပြီးတော့တမ်းမုတ်တွေကိုမနာတမ်းရွတ်နေတော့တာပဲဗျဗဟုကင်းကနာယီတန်ချောင်းခောက်တယ်ညာ၁၂နာရီဘဟုကင်းကနာယီခောက်လို့ဆိုရင်ကျန်တဲ့ကင်းတွေကလည်းခောက်ရတာပေါ့ဗျကြောက်ခဲလဲ၁၂ချက်ခောက်တယ်ဗျဟော ရေတန်ကြားတယ်ကိုကြီးတက်တယ်။အေးငါလည်းကြားတယ်ကြောက်ခဲ။ဓမီငါ့ကိုပေးစမ်း။တက်တယ်ဓမီနဲ့ထိုးမလို့လား။ဖြစ်ပါမလားကွာ။ဘာဖြစ်လို့တော့ကိုအောင်တေးရဲ့။အာမတော်တော်မျက်နှာကြီးတွေ့လို့လန့်ပြုတ်နေပါအောင်မယ်ကွာ။ကိုအောင်တေးကြောက်ရင်မျက်လုံးမိတ်တာဖွင့်မကြည့်နဲ့။ကျောက်ကပြောပြောဆိုဆိုနဲ့အတန်ကြားတဲ့ဘက်ကိုဓမီနဲ့ထိုးကြည့်လိုက်တယ်။ဟာကျောက်ခဲပါးစပ်ကလန့်ပြီးတော့ထွက်သွားတာဗျ။ကျုပ်တို့กินတဲ့နဲ့ပေး20လောက်မှရက်နေတာဗျို့။ အောင်ဘူးတော့ပြောတဲ့အတိုင်းပဲဗျသဖြင့်အရှိကြီးကပခုံးပေါ်ကနေကြနေတာဒူအောင်ကြော်ကြော်လောက်ရောက်တယ်မျက်နှာကိုလည်းလဝါနှစ်ဖက်နဲ့အုပ်ထားတာဗျအသားတွေကဖွေးပြီးတော့ဝင်းနေတာဗျို့အောင်ဘူးပြောတာအမှန်ပဲဗျကိုလုံးကိုပေါက်ကပပူးရုပ်တရုပ်လိုကိုလှနေတာဗျအကိုနမ်းမောင်လေးအကိုအကိုနမ်းမောင်ချစ်သေးရဲ့လားဟဲ့အိုးဟင်းဆိုတာကကျုပ်ပါးစက်ကရောင်ပြီးတော့ထွက်သွားတာဗျ ိုဆိုတာကြောက်ခဲပါစက်ကထွက်တဲ့အတန်းပြောရင်းနဲ့သပင်ဖားလျားချတာတဲ့မိမမျက်နာမှာအုပ်ထားတဲ့လက်ဝါးတွေကိုဖယ်လိုက်တယ်တော်တော်ချောတယ်မိမပဲဗျာဟဲ့ကောင်တွေဘာတွေဖြစ်နေကြတာတုံးကောင်တိတ်ကမျက်စိမိတ်ပြီးတော့မေးနေတာဗျအားကောင်တိတ်ကြည်ကြည်ဗျကြောက်စရာမဟုတ်ဘူးတော်တော်လှတယ်မိမဗျအေးကျုပ်စကားကိုကြတော့ကိုအောင်တစ်ကပိတ်ထားတဲ့မျက်စိတွေကိုဖွင့်ပြီးတော့လှမ်းကြည့်ရဲ့ဗျ။ဟာလှတယ်ကွာတာတရား ဒါလူတော့မဟုတ်ဘူးထင်တယ်။ဥစ္စာဆောင်နေပါလေဖြစ်မဲกว่าတာဒီ။ကဲကြောက်ခဲမင်းကိုအောင်တင်းနေနေခဲ့ငါဆဲပြီးတော့စကားပြောကြည့်မယ်။အာတာဒီမလုံနဲ့မလုံနဲ့ဘာမှန်းသိတာမဟုတ်ဘူး။ကိုအောင်တိတ်ကကြက်ကိုတားတယ်။မပူနဲ့ကိုအောင်တိတ်ကြုတ်လွေထဲမှာဆေးဝါးအဆုံပါတယ်။ကြုတ်ကလွယ်အိတ်ကိုဆလွယ်တိုင်းပြီးတော့ကင်းတဲ့ဘဝနဲ့ဆင်းလိုက်တယ်။ကြောက်ခဲရတော့ကြုတ်အကြောင်းတိပြီးသားလေဗျာ။ကြုတ်ကသွားမယ်ဆိုရင်တားလို့မရအောင်ဆိုတော့ကြောက်ခဲသိတာပေါ့ဗျာ။ဒါကြောင့်ဒီကောင်ကဘာမှမပြောဘူးဗျာ။ ။သပင်ဖားလျားနဲ့မိမကိုတော့တံမီးနဲ့ထိုးထားတယ်။ကျုပ်ကသူ့ဘက်ကိုရှောက်လာတော့သူပြုံးပြီးတော့ကြည့်နေတယ်။အကိုအကိုနားမောင်စီကိုလာပြီလား။ကျုပ်ကလည်းအလိုက်တင်ပေါ့ဗျာ။ကောင်းချင်းပြလိုက်တယ်။ဖားလျားမကကျုပ်ကိုချွန်းချွန်းဆဆပြုံးပြီးတော့ကြည့်နေတာဗျ။ကျုပ်ကရှေ့ဆက်မတူပဲယက်နေတယ်။ခမ ्या ကဘသူတော့။နားမောင်လည်းအကိုရဲ့သူ့ကိုကြည့်ရတာအယူနဲ့လည်းမတူဘူးဗျ။စပင်အောက်ကလက်ကနေပေါ်လာတဲ့သူ့ရဲ့ရင်သားတွေကို လက်နှစ်ဖက်နဲ့အုပ်ထားတယ်ကျုပ်ကရှေ့ကိုဆက်တိုးသွားလိုက်တယ်သူနဲ့ကျုပ်နဲ့ငါးပေလောက်အကွာကိုရောက်တော့သူနောက်ကိုဆက်ကနေဆုပ်သွားတယ်ပြီးတော့မျက်နှာပြတ်သွားတယ်ဗျကျုပ်ကိုခြေဆုံးကောင်းဆုံးကြည့်နေတယ်အကိုနင်ရှိတတ်မတိုးနဲ့ငါအယမ်းပူတယ်ကျုပ်ကသူပြောတာကိုအံ့ဩသွားတယ်ဒါနဲ့အကြောင်းသိအောင်ဆိုပြီးတော့ရှေ့ကိုတလှမ်းချင်းလှမ်းပြီးတော့တိုးဝင်လိုက်တယ်ဟာပြေးပြီဗျပြေးပြီဟောပျောက်သွားပြီဗျကျုပ်လက်ထက်ကတံမီးနဲ့ထိုးပြီးတော့လိုက်ရှာတယ်မတွေးတော့ဘူးဗျ ထွာဆိုင်တော့ပဲလုံးမရှိရဲ့ဧကရစ်ပင်ကိုကွယ်လိုက်တာနဲ့ကိုပျောက်သွားတာဗျ။ကြောက်ခဲရလဲကင်းတဲ့ဘောကနေတံမီးကိုအဆက်မပြတ်ထိုးပေးတာလေဗျ။အဲ့ဒီလင်းလင်းကြီးတဲ့ဘောမှာပျောက်သွားတာ။ကြုတ်လဲကင်းတဲ့ဘောကိုပြန်တက်ခဲ့တယ်။ပျောက်ကိုပျောက်သွားတာကွာတတရ။ငါလဲကြည့်နေရပဲ။ကိုအောင်တက်ကကြုတ်ကိုစီးပြောတယ်။ဂိုဒတ်ဒီဒါလူတော့မဟုတ်ဘူးဗျ။ကြောက်ခဲရလဲသူ့အထင်ကိုပြောတယ်။ကြုတ်ကတော့ဘာမှပြန်မပြောသေးပဲငကားစိလိတ်တို့ကိုမိကြီးလိုက်တယ်။စိလိတ်တို့ကိုဖွာရင်စဉ်းစားတယ် မင်းပြောသလိုပဲကြောက်ခဲ့ဒါလူမဟုတ်တာတော့တေးကြရဲကွဒါမဲ့ဒါပါလဲဆိုတော့ငါမတွေးတအောင်ဖြစ်နေတာကွတတေးရမင်းကလည်းလူမဟုတ်ရင်တစီဘောကွတစီတော့မဟုတ်လောက်ဘူးကိုရောင်တဲ့ဒါဆိုရင်ငါပြောသလိုဥစ္စာဆောင်ဖြစ်မယ်ထင်တယ်တတေးရအင်းဟုတ်ချင်တော့ဟုတ်မှာပေါ့ဗျာဒါမဲ့ထူးဆန်းတာကျုပ်အနာကတ်သွားတော့ပူတယ်လို့ပြောတယ်ဗျကျုပ်ကအကြောင်းသိချင်တာနဲ့အနာကိုဆက်တိုးသွားတော့သူမခံနိုင်ဘူးဗျမျက်စိမျက်နှာပြတ်ပြီးတော့ထွက်ပြေးသွားတယ် ။ဥစ္စာကြောင့်လည်းမဟုတ်နိုင်ဘူးဗျ။ဟေးဘာကြောင့်တော့ငွါတတရ။ကိုအောင်တိတ်ကကြုတ်ပြောတာအံ့ဩပြီးတော့ကြုတ်ကိုပြန်မေးတယ်ဗျ။ဥစ္စာဆောင်နေရဒီလိုကိုလုံးတိဘတော်မှမရှိကြဘူးဗျ။အင်မတန်မှလှပပြီးတော့နန်းဆန်တဲ့ပုံမျိုးနဲ့နေကြတာ။သူတို့မှတိုက်ချုပ်တို့ဘာတို့အုပ်ချုပ်တဲ့သူတွေရှိနေကြတာဗျ။အခုလိုပုံစံမျိုးနဲ့အချိန်မဲ့ခါမဲ့လျှောက်သွားလို့မရဘူးဗျ။အေးဟုတ်လား။ဒါဆိုရင်ဘာဖြစ်နိုင်တော့။ကြုတ်လေအဲ့ဒါကိုစဉ်းစားနေတာဗျ။ ကျောက်ကပြောရင်းနဲ့ငကားစေးပေါလေးလေးကိုဖွာနေလိုက်တယ်။မိုးလေးနဲ့ထိတော့နောက်ထပ်ဘာမှမဖြစ်တော့ဘူးဗျ။ညတညာလုံးပြင်းဆောင်လာတာဆိုတော့ကျောက်လည်းနေခင်းမှပြန်အိတ်လိုက်တယ်။မအိတ်ခင်စိတ်ထဲမှာတော့မဖဲဝါကိုတတိရတာပေါ့ဗျာ။မဖဲဝါရဲ့ကိုယ်ခွေးရုပ်လေးကိုကင်ပြီးတော့ကျောက်အိတ်ပြော်သွားတာဗျ။လေတွေတဝေါ်တိုက်နေတာဗျာ။ကျောက်ရှိမှာစန်းနေရတဲ့အဝပင်ကြီးကလေတွေတိုက်နေတဲ့ကြားထဲမှာညင်လို့ဗျ။လေတွေဒီလောက်တိုက်လို့ဘေးရတစ်ပင်နဲ့တဝေါ်မြည်ပြီးတော့ရိမ့်ထိုးနေပေမဲ့စန်းနေရတဲ့ပင်ကြီးကတော့တပင်လုံးပန်းနဲ့ဝါထဲနေအောင်ပွင့်နေလိုက်တာဗျာ။ နည်းနည်းလေးတော့မလှုပ်ဘူးဗျအရွက်တရွက်အပွင့်တပွင့်တော့မလှုပ်ဘူးစက်နေရာဒီပင်အောက်မှာရက်နေတာကျုံနဲ့ရွက်တူကောင်းမလေးဗျစပင်ရှည်လေးကိုဖားလျားချလို့သူ့နေရာပေါ်မှာလဲစက်နေရာဒီပန်းအဝါလေးတပွင့်ကိုပန်းထားတယ်လေတိုက်တာကြုတ်ပစိုးအင်ကြီးတွေတဖြက်ဖြက်လွင့်နေတာအဲ့ဒီကောင်မလေးကမလှုပ်ဘူးဗျမဖဲဝါလေးဗျသူ့နကူရက်ကိုကြုတ်ကြောက်မှာဆိုလို့အခုလိုပုံစံနဲ့ကြုတ်ကိုအိမ်မက်ပေးလေးရှိရာဗျတက်တယ်နေညာတွေ့တာအယူလည်းမဟုတ်ဘူးတစီလည်းမဟုတ်ဘူးဥစ္စာဆောင်လည်းမဟုတ်ဘူး အဲ့ဒါအယုတ်ဟဲ့ကဝုံမျက်နှာဖုံးအယုတ်လို့ခေါ်တယ်ကဝုံဆိုတာနှစ်မျိုးရှိတယ်ကဝုံသားပိုက်ယုတ်နဲ့ကဝုံမျက်နှာဖုံးနဲ့အယုတ်စားထုကလေးကညင်ညင်ညံညံရုပ်ရုပ်မမကာရာတွေမန္တန်တွေရုပ်ပြီးတော့ထုရတယ်အယုတ်အချောကင်တဲ့အထိအဲ့ဒီမန္တန်တွေကိုရွတ်တာအောက်လန်းအရင်မကြီးတွေမှာလုံနိုင်တာအယုတ်ပြီးလို့ဆိုရင်နဲ့ရဲညောင်မင်းကြီးရဲ့အောက်မှာပကတ်ကလေးလှုပ်ပြီးတော့ပန်းခွန်းနှမျိုးထည့်ရတယ်ပြီးရင်အယုတ်ကိုပကတ်ထဲမှာထည့်ပြီးတော့အင်းရင်ကျူးပြီးအသက်သွင်းကာရာမန္တန်တွေရွတ်ရတယ် အောင်ပြီဆိုရင်တော့ပြီးရဘက်မှာပြိုင်ဆန်ရှားပဲဟဲ့တာတည်းရဲ့အခုနင်တို့ရွာကိုရောက်နေတဲ့ကဝုံမကဝုံမျက်နှာဖုံးမိန်းမတယောက်ကိုလုံးတီးနဲ့စောင်းချောင်းထိုင်ပြီးတော့မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ထားတဲ့ပုံဟဲ့ကဝုံသားပိုက်ဆိုတာခလေးကိုပွေထားတဲ့ကိုလုံးတီးမိန်းမပုံဒါဆိုရင်ကျုပ်ကဘာလို့ရမှာတော့မဖဲวะဟဲ့တာတည်းနင်မဆရာကြီးကြီးပေးထားတဲ့ဆေးကြော်ခွင်ရှိရဲ့လေအဲ့အနဲ့ပြစ်ဖမ်းမော့အယုတ်ပြန်ဖြစ်သွားတော့မှကဝေတက်ပြန့်ရင်ချရင်ရွတ်တဲ့ကာရာကိုခုနှစ်အုပ်ရွတ်ပြီးတော့အတက်နှောက်လိုက်တော့ ဟိုအတန်းတော့ပြင်ရောဘာလို့ရအောင်မာတော့ဗျအေးဒီအယုတ်ကတေသွားတဲ့အောင်လန်းဆရာတယောက်ရဲ့ကြံရင်ခဲ့တဲ့အယုတ်ပဲအဲ့ဒီအကောင်ကတေသွားတော့အသက်ပြတ်မနှုတ်နိုင်ခဲ့ဘူးလေနေရအသက်တော့ပြင်အဲ့ဒီယုတ်ကိုမီးရှို့ပြစ်လိုက်တော့တာဒီကောင်းပါပြီမဖက်ပါဟဲ့တာတီထတော့လေညနေတောင်စောင်းနေပြီဟဲ့အမေတန်ကြတော့မှကျုပ်လန့်လို့လာတာဗျကျုပ်လည်းကြပြကြရထပြီးတော့ရေချိုးလိုက်တယ်ညစာကိုစောစောပဲစားရလိုက်တယ်ညမိုးချုပ်တာနဲ့ကြောက်ခဲရောက်လာတယ်ဗျ ။ပြအောင်ကြောက်ခဲ့။ချမင်းစားပြီးပြီလား။မစားသင်လာစားလေကွာ။စားပြီးပါပြီဗျာ။ဒီညတော့ကိုကြီးတက်တဲ့အလုပ်လုပ်တော့မယ်ဆိုတာသိလို့လာခဲ့တာဗျ။အာဒီကောင်ကတော့အန္တရာယ်ရှိလာပါလားမသိပဲလာရသလား။ကိုကြီးတက်တေးရာကြောက်ခဲ့ရကိုကြီးတက်တေးနဲ့တွဲလာတာကြာပါပြီဗျ။ဒီကောင်ကကျုပ်လိုကောင်ဆိုတာကျုပ်သိပြီးသားဗျ။ပြန်လှုပ်လို့လည်းပြန်မှာမဟုတ်ဘူး။ညဆယ်နိုင်မှာကျုပ်နဲ့ကြောက်ခဲနဲ့ကျုပ်တို့ရွာလေကင်းထဲကိုထွက်လာခဲ့လိုက်တယ်။ ဒီညကင်းကြတာတင်မြင့်နဲ့မိုးဦးဆိုတဲ့ကောင်းဗျဒီကောင်တွေလည်းကျောင်းနယ်ရွယ်တူတငယ်ချင်းတွေပဲလေဗျာတတေးရမင်းလာတာအားရှိလိုက်တာကွာဟောဒီကောင်တင်မြင့်ကတရေကြောက်တတ်တယ်ကွာအောင်မမင်းအောင်မကြောက်လို့လားမိုးရဲ့အေးငါဒီကောင်နဲ့နှဆလောက်ပိုကြောက်တယ်ကွာမိုးကအားကြီးရေစရာပြောတဲ့ကောင်းဗျဘာမှမကြောက်နဲ့မိုးဒီညအဲ့ဒီသဘင်ရှင်မှလာပါစီလို့ပဲငါဆူတောင်းနေတာကွာကျောက်ကပြောလိုက်တော့တင်မြင့်ကပြန်ပြောတယ် တာတေရငါတို့ကကြောက်ပါတယ်ဆိုမှမင်းကလာပါစေဆူတောင်းနေရသလားကွာတရားတပေါက်နဲ့စာရင်းနောက်ရင်ရေကြမောကြနဲ့ဒီကောင်တွေလည်းတိတ်မကြောက်တော့ဘူးဗျတင်မင်းကဗဟိုကင်းက၁၇နှစ်ခေါက်တန်ကြတော့သူလည်းတန်ချောင်းထားခောက်တယ်ကျောက်တို့တွေငငယ်ကစောကြကစားကြတာတွေကိုပြန်ပြောပြီးတော့ရင်နေကြတာဗျဟာဘာလဲကွာဘာလုံးငါ့ကိုရိုက်တာတော့မိုးဦးကတင်မင်းကိုပြုတ်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 နဲ့မေးတာဗျမင်းရှိရာကောင်းကောင်းမှမရှိရာတဟီနဲ့ဘလို့လောက်ရင်နေတာတော့ဟာကောင်တင်မင်း ငါမမရှိရာဒီတော့မှကျုံနဲ့ကြောက်ခဲ့ရသဘောပေါက်ပြီးတော့ရေရတော့တာပေါ့ဗျာဟေးအောင်လေအောက်မှာရောက်နေပြီတိတ်တိတ်နေဟေးရောက်နေပြီဟုတ်လားတတေဘာရောက်တာတော့တရဲမလားတူတူပြောကွာတရဲမမဟုတ်ဘူးမင်းတို့မယုံရင်ကြည့်ကြကြောက်ခဲ့ရမီးထိုးပြလိုက်မယ်နတ်မိမယ်လေကွာအာမကြည့်ရပါဘူးကွာတော်တော်ကြာရှာကြီးတထောင်လောက်ထုတ်ပြလိုက်မှဒီနေရာမှာနေငါအသက်ထွက်သွားလိမ့်မယ် ဟာဒီကောင်နေတကယ်လှလို့ကြည်ခိုင်းတာကွာကဲကြည်ကြကြည်ကြဒီတော့မှဒီနှကောင်ကထားကြည်ကြတာဗျကြောက်ခဲရ9000တို့တက်ပြီနဲ့ထိုးထားတယ်နတ်မိမယ်ရမင်းပြိုလေးကဧကရစ်ပင်အောင်မှာပျော်ပျော်လေးရက်နေတယ်မျက်နှာတော့အုံမထားတော့ဘူးဗျကြောက်ခဲမီးကိုမပြတ်ထိုးတာနော်ငါသွားတော့မယ်ဟုတ်ကဲ့ကိုကြီးတက်တယ်တတိတော်ထားနော်ကြောက်ကလေကားနဲ့ဆင်းလာတယ်အစင်းနဲ့ထုတ်ထားတဲ့ဈေးကြော်ကွင်းကိုအိမ်မှာကလေးကကားသာရုပ်ပြီးတော့နှိုးထားပြီးသားဗျ ဒီတခါတော့ကြောက်အနာရအောင်ကတ်လို့မဖြစ်ဘူးပူရယ်ဆိုပြီးတော့ထွက်ပြေးသွားအောင်မယ်အကိုနမ်းမောင်စီကိုလာရလားကဝမောင်ကိုကြောက်အခုမှတတိထားမိတယ်ဗျဒီစကားတစ်မျိုးပဲပြောတတ်တာဒါအယုတ်ကိုပူကတ်နေတဲ့ဝိညာဉ်ကပြောတဲ့စကားပဲဗျဒီဝိညာဉ်ကလည်းနမ်းမောင်ဆိုတာတခုကိုပဲတတိရပါအောင်ဗျတခြားဘာမှမသိဖို့မပေါ်ဘူးကြောက်ကရှေ့ကိုတိုးနေတဲ့လောက်တိုးသွားတယ်တော်တော်လေးနှီးသွားတော့ကဝမောင်ကနောက်ကိုခြေထလန်းဆုပ်လိုက်တယ်ကြောက်တိပြီကဝမောင်ကပြေးတော့မှာဗျ ပြေးဖို့ပြင်တာမျိုးကျုပ်လက်တဲ့ဆေးကြော်ကွင်းနဲ့ဖြတ်ကနေလှမ်းပြစ်လိုက်တာဟာစွန်းလိုက်တဲ့ဆေးကြော်ကွင်းများကျိုးဖြူဖြူလေးကလေးထဲမှာတန်းကနေပြန်သွားပြီးတော့ဂုံမောင်းကအလိုလျောက်ရစ်တော်တာမျိုးတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ပြီးတော့နောက်ထပ်တစ်ပတ်နောက်ထပ်နောက်ထပ်ဟောဂုံမောင်းကစောင်းကြောက်ထိုင်ပြီးတော့မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ထားလိုက်တယ်ဗျပျောက်သွားပြီပျောက်သွားပြီဟာစောစောကဂုံမောင်းကစောင်းကြောက်ထိုင်လိုက်တဲ့နေရာမှာအယောက်ကလေးဗျကျုပ်ချက်ချင်းကောက်ယူလိုက်တယ် ဈေးကြောက်ကွင်းအထက်ထက်ရစ်ထားတဲ့အယောက်ကလေးပြဇပင်ဖားလျားနဲ့စောင်းကြောက်ထိုင်ပြီးတော့မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ထားတဲ့ပုံပြကိုလုံးတိပုံပဲကျုပ်ကအယောက်ကိုလက်ထဲမှာစုပ်ပြီးတော့ကဝေတက်ပြတ်ရင်ချတဲ့အခါမှာရွရတဲ့ကာတာကိုခဏအုပ်တိတိရွတ်လိုက်တယ်မဖဲဝါပြောတဲ့အတိုင်းပေါ့ဗျာသွားပြီအတက်နှုတ်ပြစ်လိုက်ပြီ အောက်လန်းဆရာကြံခဲ့တဲ့ကဝုံမျက်နှာဖုံးရောက်ကတော့တာမန်တတားရုပ်တရုပ်ဖြစ်သွားပြီပေါ့ဗျာကျုပ်ရဲ့ဆေးကြောက်ကွင်းကိုဖြည့်ယူလိုက်တယ်ကင်းတဲ့ပေါ်ရောက်တော့ရုပ်ကလေးကိုကျုပ်ကကြောက်ခဲလက်ထဲကိုထည့်ပေးလိုက်တယ်ဟင် အယောက်ကလေးပဲဗျကွေးတတရဲ့ဟုတ်တယ်ကွာကြောက်ခဲ့ရဲ့အယူမှလည်းမဟုတ်ဘူးတစီမှလည်းမဟုတ်ဘူးဥစ္စာဆောင်လည်းမဟုတ်ဘူးကွာအယောက်ကလေးတယောက်ကိုအင်မတန်စွမ်းနဲ့အောင်လန်းစရာအသက်သွင်းပြီးတော့အတုံးချသွားတာကွာအဲ့ဒီအောင်လန်းစရာရုတ်တရက်တေးသွားတော့သူ့ရုပ်ကိုအတန်းမနှုတ်နိုင်မဲဒီအတိုင်းကြံသွားတာတဲ့ကြောက်ခဲ့ရဲ့ဟဲဒါရီကိုကိုကြီးတရားဘလို့သိတာတော့ဗျဟာမဖဲဝါပြောတာလေကွာအခုလေသူပြောတဲ့အတိုင်းပဲငါလှုပ်လိုက်တာပဲ။ တင်မြင့်တဲ့မိုးဦးကလည်းကိုယ်ဝန်မျက်နှာဖုံးအယောက်ကလေးကိုတလဲစီကိုင်ကြည့်နေကြတယ်ဗျ။မိုးမလင်းခင်ပဲကြုံနေကြောက်ခဲမီးမွေးပြီးတော့ကိုယ်ဝန်မျက်နှာဖုံးအယောက်လေးကိုမီးရှို့ပြီးတော့ပြာချပစ်လိုက်ကြတယ်။ကြုံအိမ်ပြန်ရောက်တော့ဆရာတော်ကြောင်ကတုံးပေါင်းတော်ခောက်နေပြီဗျ။ဟုတ်ကဲ့ပါအခုလိုအဆုံးနေအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။နောက်ထပ်ဇာတ်လမ်းကောင်းများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြန်တန်လွေ channel လေးကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။